ောကားတွေရိုက်နေတဲ့တရုတ်ဆောင်နေဝင်းနဲ့ဖွေဖွေတို့ကိုပညာသားပါပါနဲ့ဒဲဆော်လာခဲ့တဲ့ MRTV4 တရုတ်ဆောင်ထထဦးမောင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ထထဦးမောင်ကတော့ MRTV4 ကတရုတ်ဆောင်မင်းသမီးတစ်လက်ဖြစ်ပြီး MRTV4 ရုပ်သံဇလံတွဲကထုတ်လွှင့်ပြသခဲ့တဲ့အဖြူရောင်တက်ကရစ်ဇလံတွဲမှာခက်ဆော်ဆွားចောင်းသူလေးနှွေးစာကြီးမောင်အဖြစ်ပါဝင်တရုတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်အဆိုပါဇက်ကားထဲမှာတရုတ်ဆောင်ထားတဲ့သူမရဲ့ခက်ဆော်ဆွာတရုတ်ဆောင်မှုလေးတွေကြောင့် ပြည်သက်တွေကအခုချိန်ထိမှတ်မိနေကြဆဲပဲဖြစ်ပါတယ်။အခုတကောင်မှာဆိုရင်တော့ထထဦးမောင်ကအခုလက်တလောထွက်ရှိထားတဲ့ရုပ်ရှင်ဇာတ်ကားတကားပေါ်မှာပွင့်လင်းစွာနဲ့ဝေဖန်ထောက်ပြခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာတော့အကယ်ဒမီနေဝင် အကယ်ဒမီဖွေးဖွေးနဲ့တခြားသောအမှုပညာရှင်ပေါင်းများစွာက ပါဝင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါဇာတ်ကားနဲ့ပတ်သက်ပြီးထထဦးမောင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခုလိုရေးသားဖော်ပြခဲ့တာပါ။ထထဦးမောင်က ။အော်မြမရုပ်ရှင်လောကကြီးလူငယ်တွေအတွက်အကျိုးရှိမယ်။သင်ကန်းစာရမယ်ပညာပေးကားတွေမရိုက်တက်ကြတော့ဘူးလားဆိုပြီးတော့ရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါရေးသားထားတဲ့ post အောက်မှာတော့ပိတ်သက်တချို့ရဲ့ထောက်ခံအားပေးခြင်းကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။အဲအမကိုသဘောကျတာအဖြူရောင်တက်ကတဲ့ဇာကားထဲမှာခရေကအမှန်ကိုပြောရတာလေးစားတယ်။တကယ်ပေါကားတွေပဲရိုက်နေကြတာ။ဟာသာတော့ဟိုးလုံးကဟာသာတွေကတကယ်အနစ်တွေတကယ်ကောင်းတဲ့ဟာသာတွေ အခုကတော့ပေါ်ကားတွေဆိုပြီးတော့လဲရေးသားထားပါတယ်။ငငယ်ကကြည့်ခဲ့ရတဲ့ဇကားတွေဆို ဟာသားဆိုလဲဟာသားအလွမ်းဆွေးအငိုဆိုလဲဇကားပြီးသွားတာတော့ရင်ထဲမှာကြံခဲ့တာမျိုး အခုခေတ်ဇကားတွေကတော့ပေါ်ကားတွေဆိုပြီးတော့ပိသက်တချို့ကပြောဆိုထားကြတာလဲဖြစ်ပါတယ်။တရုတ်ဆောင်ထက်ထက်ဦးမောင်ရဲ့ပြောဆိုချက်တွေက၎င်းတို့အနေနဲ့လူငယ်တို့အတွက်အကျိုးပြုစေမယ်။ ဘဝကိုအကောင်းမြင်စိတ်နဲ့ရှေ့ဆက်နိုင်မဲ့စကားအကောင်းတွေကိုဆက်လက်ပြီးတော့ရိုက်ကူးဖန်တီးပေးဖို့အတွက်တိုက်တွန်းတင်နေဆိုပြီးတော့လည်းပြောလာခဲ့တာဖြစ်ပါတယ်။